ခမရဂျင်းဝက်ခုမှစဆော်မယ်ဘာမှလည်းမလုပ်တော့ဘူးဒါမှမဟုတ်အရင်ကတော့ဂျင်းဆမ်းစော်ဘူးရဲ့အစင်မပြေခဲ့ဘူးဆိုရင်တော့လက်ကန်ကောင်းပါလေမဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုမှာဂျင်းအခုမှစဆော်မယ်လူတယောက်အတွက်လိုအပ်တယ်လို့ထင်တဲ့ဟာတွေအားလုံးကိုကျွန်တော်အလွယ်ကူဆုံးနဲ့အယုံရှိဆုံးနဲ့ပြောတော့မှာမို့လို့ပဲပြီးတော့ဗီဒီယိုအစုံမှာကျွန်တော် workout plan တစ်ခုကျွန်တော်ထည့်ပေးထားတယ်ဒါကြောင့်မို့လို့အဆုံးထိကြည့်ပေးကြပါโอเคဆိုတော့ခမရကမနေ့ပြန်ဂျင်းကိုသွားမယ်ဆိုပါတော့အရင်ဆုံးစိတ်ထဲမှာကြောက်မိမလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အဗလာကြီးနဲ့ဘေးအော်နေရတော့ ါမှမဟုတ်ပုတ်တကရရေလုံနေရဒါမှမဟုတ်ခမရကိုဝိုင်းလောင်ကြမှာမို့လို့ပေါ့အဲဒီအတွက်ကိုတော့စိတ်ပူစရာမလိုဘာဖြစ်လို့လဲဆိုတော့လူရဲခမရကိုချစ်တယ်ပြီးသွားရင်ခမရလိုပဲသူတို့ကတစ်ချိန်တော့ discount မဖြစ်ခဲ့ကြတယ်ဒါကြောင့်မို့လို့ကိုလို့ဆိုင်ရှိအောင်ပဲ queue site လောက်ပါ legend ကဆောက်မလုပ်ခင်မှာအမေးအများဆုံးမေးခွန်းကတော့ဘယ်လောက်ကြာရ resort မြင်ရလဲပေါ့ 3လကနေပြီးတော့6လလောက်ကြာရင်ကိုသတိတတာကြီးပြောင်းလဲလာတာကိုတွေ့ရတယ်။ဒါပေမဲ့တခုရှိရတော့ consistency ပဲ။ကျွန်တော်တို့ကတစ်ပတ်သွားလိုက်နားလိုက်တစ်လသွားလိုက်နားလိုက်လို့ကတော့အဆင်မပြေဘူးပေါ့နော်။ဒါကြောင့်မို့လို့ချိန်ပေးနိုင်တယ် consistency ရှိရဲဆိုရင်ကျွန်တော်တို့စပြီးပြောင်းလဲလို့ရပါပြီ။ခုကစပြီးအုံနောက်ကိုဖွင့်ထားဖို့ဘာဖြစ်လို့လဲဆိုတော့အရေးကြီးရည်လာပါပြီ။အခုမှ gym စဆောင်မဲ့လူတယောက်ခေါင်းထဲမှာထည့်ထားရမယ့်ပထုရဲသောအရာကတော့ပိုတန်လာဖို့ပါပဲ။ပိုတန်လာတယ်ဆိုတာကအလေးအများကြီးမှာခိုင်းတာမဟုတ်ဘူး။ အရင်နေ့ကထက်ဒီနေ့တချိန်လောက်ပိုသွားရင်ကိုဒါပိုတန်တယ်လို့ပြောလို့ရတယ်ဥပမာအရင်က10ခေါက်ရတယ်အခု17ခေါက်ရပါတယ်ဒီဟာကိုပိုတန်တယ်လို့ခေါ်ပါတယ်ဒါဖြင့်ဟာဟာရောလွဲတာကွာလို့စဉ်းစားနေရင်တော့ခင်ဗျမှားပါတယ်ဘာဖြစ်လို့လဲဆိုတော့ form ကို queue ဆက်ရလို့ပါပဲအဲ form ဆိုတာကဘာကြီးလဲပေါ့ဘာလဲဆိုရင်တော့ listing ကတခုစလုပ်တဲ့အချိန်မှာကျွန်တော်တို့ရှိရမယ့်အနေအထားကိုဆိုလိုပါတယ်ဘာစပ်ကလုပ်နေတာပေါ့တော့အစပြန်ချရင်ဖြည်းဖြည်းချင်းချရဲအောက်ထီလဲစင်တယ် အဲနည်းနည်းခတ်လာရောကြတော့အရင်ကလောက်အောက်ကိုမချရတာမျိုးဒါမှမဟုတ်လူအားနဲ့ရမ်းပြီးမရမျိုးကြီးလုပ်လိုက်မယ်ဒါဆိုရင်ပထမဆုံးချက်အဲ့ဒီရဲ့ရမ်းရပါတယ်ကျွန်တော်တို့မနိုင်တဲ့အလေးကိုမားတဲ့အချိန်မှာအယွတ်ပြုတ်နိုင်တာတွေပဲဖြစ်နေတယ်ပေါ့နော်ဒုတိယတစ်ချက်ကဒီဟာကိုပိုတန်လာရလို့မခေါ်ဘူးဗျပိုတန်လာရဲဆိုတာကပထမဆလုပ်တုန်းကအတိုင်းပဲနေနေလဲဖြစ်ရမယ်တထေရာအတိုင်းနောက်တစ်ချိန်ရတာကိုဆိုလိုပါတယ်ဆိုတော့အဲ့ဒါဖြစ်လို့ဒီအရန်ခတ်ပါတယ် အလေးမားတဲ့အချိန်မြန်မာနိုင်ငံရဲ့ဂျင်ကောချောင်းမှာအတွေ့ရဆုံးကတော့15ချိန်3ကြော့နဲ့17ချိန်4ကြော့ပဲဒီကဘာကိုပြောတာလဲဆိုရင်လေ့ကျင့်ခန်းတစ်မျိုးကို15ချိန်လုပ်မယ်အဲ့ဒီ15ချိန်လုပ်တာကိုမှ3ကြော့ဆိုရင်3ကြော့ပြန်လုပ်မယ်အဲ၄ကြော့ဆိုရင်၄ကြော့ပြလို့မယ်ပေါ့နော်အဲဒီဟာကအရင်မကောင်းလှဘူးဘာဖြစ်လဲဆိုတော့စဉ်းစားကြည့်အောင်ကျွန်တော်ကခုမှဂျင်ဆာဆော်မယ်၄ချိန်ကတစ်မျိုးကို၅ချိန်လောက်ရမယ်အဲ့ဒါကို၃ကြော့ဆော်မယ် အဲ့ဒါနဲ့လေ့ကျင့်ခန်းက10မျိုး9မျိုးလောက်ဆော့လိုက်မယ်ဆိုရင်တော့ခမရဲ့ဘွားအရန်ခါသွားပြီပေါ့နော်အဲ့ okay ပြီးတော့2016ခုနှစ်မှာလုပ်ခဲ့တဲ့ study တခုပြောပြချင်တယ် a comparison of low volume high intensity training and high volume traditional resistance training လို့ခေါ်တယ်ဘာလဲဆိုတော့အချိန်နည်းနည်း failure ရအောင်သွားတာ high intensity နဲ့15ချိန်လေးကျော်လို့ဆော့တာမျိုးလူရောက်30ကိုခေါ်ပြီးတော့တစ်ဖက်စီကိုကြာပန်းထည့်လိုက်တယ်ပြီးတော့ကြာရ group တိုင်းဆက်ဆော့တယ်ပေါ့7ဘက်ကြာမှာနှစ်ခုလုံးရဲ့ resort တွေကို တဏိဒာ MC 180လို့ခေါ်တဲ့ inventory ဆက်နေပြန်တိုင်းနဲ့ result တွေကနှစ်ခုစလုံးကအတူတူပဲလို့တော့ပြောတယ်ဒါပေမဲ့ HIT နဲ့ဆိုရင်ပို့ပြီးတော့ muscle performance count နဲ့လို့ပြောတယ်အဲတခုပြောစရာရှိတာက inventory set တွေကအရင်ကြီး accurate ဖြစ်မနေဘူးပေါ့နော်အဲဆိုတော့အနည်းဆုံးတော့ဒီနှစ်ခုတည်းအတူတူရှိရယ်ဆိုတာကိုကျွန်တော်သိနိုင်တယ်အခုမှစဆောင်မဲ့လူတယောက်အတွက်ကျွန်တော်အနေနဲ့ recommend ပေးတာကတော့ high intensity training ပဲဗျ HIT ပေါ့ဘာဖြစ်လို့လဲဆိုတော့ ဟိုအကြော့ကြီးလည်းနည်းနည်းဆော့ရမယ်ဆော့တဲ့အချိန်မှာတော့အာ intensely ဆော့ရတဲ့အတွက်နည်းနည်းတိုင်ပတ်တယ်ဒါပေမဲ့ volume အများကြီးဆော့ရတဲ့ဆိုင်ရင်ကျွန်တော်အနေနဲ့ပေါ့နော် high density training ကပို့ပြီးတော့ တန်တယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်မို့လို့ high density training ဆောက်ရည်ခြင်းနဲ့ပြီးတော့ရင်တော့ split ပါ။ split ဆိုတာကအရင်အရေးကြီးရဲ့ဗျ။သူကဘာလဲဆိုတော့ဘယ်နှစ်မှဘာလုံးမလဲဆိုရဲအစီအစဉ်လေးပါပဲ။အဲ၄စီကလုံးနေတဲ့ရွေးကတော့အရေးမကြီးဘူးလို့ထင်ရတယ်။ဒါပေမဲ့ split တစ်ခုမရှိဘူးဆိုရင်အရင်ပြောင်းဆန်နေပေါ့နော်။ဘယ်နှစ်မှဘာလုံးအောင်လဲမသိဘူး။အဲကြတော့အဲ body proportion တွေမကြည့်ရပါဘူးဗျာ။ဟောခမ ्या အပေါ်ပိုင်းမဲဆော့ရယ်ဆိုရင်အောက်ပိုင်းတက်ချစ်တော့ဖြစ်သွားလိမ့်မယ်။အဲ့လိုမျိုးဖြစ်တတ်တယ်။အဲနောက်ထပ်တစ်ခုကကြာ ဘာလို့အောင်လဲမသိလို့မို့လို့ပေါက်တက်ကြီးရှောက်ဆော့လိုက်တာတခြားပြီးသွားရင်ပြင်းသွားပြီးတော့ဂျင်မသွားဖြစ်တာမျိုးဖြစ်တတ်တယ်။ဒါကြောင့်မို့လို့ split ကောင်းကောင်းတစ်ခုလိုတယ်။မြန်မာနိုင်ငံမှာနာမည်အကြီးဆုံး split တွေကတော့ PPL push pull legs နဲ့ bro split တို့ပဲဗျ။ push pull legs ဆိုတာကတော့နာမည်အတိုင်းပဲ push နေမှာတွန်းမယ်။ pull ကဆွဲမယ်။ legs ကခြေထောက်ပေါ့။ push ဆိုတာကဗျ chest တို့ tricep တို့တွန်းတဲ့ကောင်တွေပါတယ်။အာ pull ကဆွဲရင် back တို့ um bicep တို့ပါရဲ့ပေါ့ဗျာ။ခြေထောက်ကတော့ခြေထောက်ထားပါထား။ ဘရူးစပလစ်ကကြာတော့အဲ့လိုမဟုတ်ဘူးသူက muscle group တစ်ခုစီကိုတစ်ဘက်မှာတည့်ရပဲဆိုရယ် Monday မှာချက်ဆော်ရယ်ဆိုရင် Tuesday မှာနောက်ပိုင်းဆော်ရယ် Wednesday မှာကြာတော့ဘိုင်ဆက်တစ်မျိုးတည်းကိုပဲအဲ့လိုမျိုးဆော်ရတယ်ပေါ့ဘရူးစပလစ်ကအဲ့လိုမျိုး muscle တစ်ခုကိုတစ်ဘက်မှာဘလောက်ဆော့လဲဆိုတာကို frequency လို့ခေါ်တယ်ဒါနဲ့ပတ်သက်ပြီးတော့နှစ်တိုင်တစ်ခုရှိပါတယ် volume strength training with different training frequencies လို့ခေါ်ရပြဒီမှာတော့ကျွန်တော်တို့ရဲ့ဆော့ရတဲ့အကျဉ်းကြီးအတွက် အလေးပမာဏနဲ့အကြော့ရေအတွက်မြှောက်ထားတဲ့နံပါတ်တစ်ခု volume တူပြီးတော့ master တစ်ခုကိုတစ်ပတ်မှဆော့တဲ့အချိန် frequency မတူတဲ့အချိန်မှာဘာဖြစ်မလို့တိုင်းထားတာပါလူ21ယောက်ကိုအပေါ်ကပြောခဲ့တဲ့တစ်ပတ်မှာ2ချိန်ပဲထိတဲ့ PPL လိုမျိုး split တစ်ခုနဲ့၄ချိန်ထိရဲ့ FEOD full body every other day ဆိုပြီးတော့ group နှစ်ခုခွဲပြီးတော့ဆော့ခိုင်းတယ် volume ကိုတော့အတူထားထားတယ်ကိုယ်ပတ်ကြာတဲ့အချိန်မှာရလာတဲ့ result တွေကို dual energy x-ray absorptiometry လို့ခေါ်တဲ့စက်နဲ့တိုင်းတယ် ပြီးတော့ ultrasound နဲ့တိုင်ခဲ့တယ်ဒီမှာလဲ result တွေကအတူတူဖြစ်နေရဆိုတော့တွေ့ရတယ်ဆိုတော့ volume သာတူရင် frequency ကတိတ်အရေးမကြီးဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ split ကောင်းကောင်းတစ်ခုက volume အတူတူကိုနားချိန်ပို့ရအောင်လုပ်နိုင်တယ်ပေါ့နော်ဆိုတော့ split ကောင်းကောင်းတစ်ခုရွေးတင်တယ်လို့ကျွန်တော်ထင်တယ် so video နောက်ဆုံးမှာပါပါတယ်ဒီမှာအရေးကြီးတာတစ်ခုက ကိုဆော့တဲ့အလေးရဲ့ အကြော့ရဲ့အကျင်ရည်နဲ့ကိုမှတ်ထားဖို့ပဲဗျ။ဘာဖြစ်လို့မှတ်ခိုင်းတာလဲဆိုတော့ဒါမှကျွန်တော်အစတုန်းကပြောခဲ့တယ်ပိုကိုပိုတန်လာလားမတန်လာဘူးလားဆိုတာကိုကောက်ကောက်ကိုခင်မြင်ရမယ်ပေါ့နော်။အဲဒီမှာခြာရေးရဲ့အချိန်မှာ notebook နဲ့မှတ်ထားလို့ရတယ်။ဒါမှမဟုတ်အာ application သုံးလို့ရတယ်။ကျွန်တော်ကတော့ heavy လို့ခေါ်တဲ့ application တစ်ခုသုံးတယ်။အဲ့ဒီမှာကျွန်တော်အကောင့်ကို description မှာခြာပေးထားမယ်ပေါ့နော်။ဆိုတော့ကျွန်တော်အမှ split တစ်ခုရေးထားတာရှိတယ်။အဲ့ဒါကိုလိုက်သုံးလို့ရတယ်။ heavy sponsor ပဲပေးထားပါဦးကျွန်တော်။ ဂျင်ဆောင်းကိုရပြီဆိုတော့ဂျင်အပြင်ပိုင်းကိစ္စရေးဖြစ်တဲ့ diet နဲ့ recovery ကြောင်းဆက်ပြောရအောင်အဲ diet ဆိုတာဘာလဲပေါ့ diet ကတော့ကျွန်တော်တို့တည့်တာစားတဲ့ဘာစားလဲဆိုတော့ diet လို့ခေါ်ရဗျာ basically ဟုတ်ပြီဆိုတော့လူတွေက diet ကအရေးကြီးရလို့ပြောတာကြားဖို့ကြားလိုက်မယ်လို့ထင်တယ်ဟုတ်တယ်ဗျာ diet နဲ့လေ့ကျင့်ခန်းနေတာအတူတူနေတယ် okay လေ့ကျင့်ခန်းမှာလုပ်တယ်အစားမကောင်းတော့ရောမပြောင်းနိုင်ဘူးလားဒါမှမဟုတ်ဘာလေ့ကျင့်ကမှမလုပ်ဘဲနဲ့ဒိုက်ရိုက်ပဲပြင်လို့ရောဝေးမကြလို့လားဆိုတာပေါ့ဟဲ့နှစ်ခုစလုံးအတွက်ကတော့မှန်ပါတယ် ဒါပေမဲ့တခုရှိတာက လေးချိန်ငန်းပဲလုတ်ပြီးတော့အစားမပြေတာကမာဆယ်တင်လို့ရတယ်ဒါပေမဲ့လေးချိန်ငန်းမလုတ်ဘူးဆိုရင်မာဆယ်လုံးဝတက်လာမှာမဟုတ်ပါဘူးအစီကျတယ်ဆိုတော့ပဲဖြစ်နိုင်ပါတယ်ဆိုတော့ကိုကမာဆယ်တက်ချင်တယ်ဆိုရင်လေးချိန်ငန်းကိုအရင်ဆုံး prioritize လုပ်ပါလေးချိန်ငန်းကိုအရင်ဆုံးဦးစားပေးပြီးသွားတော့မှဒါရိုက်တို့ဘာလို့လိုက်ဖို့လိုလိမ့်မယ်ဒါပေမဲ့ဒါရိုက်တည်းလည်းအရေးကြီးတယ်ဒါကြောင့်မို့လို့ကျွန်တော်အကြမ်းမျိုးအနေနဲ့ပြောပြမယ်ဟုတ်ပြီဆိုတော့ဂျင်ခုမှစဆောက်ရဲဆိုရင်ပထမဦးဆုံးအနေနဲ့ခင်ဗျားဖိုက်စားမယ် ဘိုက်စားတဲ့အချိန်မှာခမရတွေးကြရစားလိုက်လို့မရဘူးပေါ့ဥပမာတကြားတွေရောအစီတွေစားလိုက်မယ်ဆိုရင်ခမရစီပဲတက်လာပါလိမ့်မယ်ဆိုတော့အဆင်မပြေဘူးပေါ့နော်ဒါကဘာတိုးစားရမှာလဲအသားဓာတ်တိုးစားရမှာပါအသားဓာတ်ဆိုတော့ okay ဘယ်လိုတိုးစားရမှာလဲပေါ့ရားသလောက်လို့ပြောရမယ်ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံကလူတော်တော်များများစီအသားဓာတ်ပမာဏပေါ့နော်ဒါရက်မှာအရန်နေတယ်ဂျင်ဖရဲ့လူတယောက်အတွက် muscle တက်ချင်ရင် recommended amount ကတော့1 to 1.5 gram of protein ပါပေါင်ပဲဗျဒါဘာပြောကြလဲဆိုရင်ခမရဥမှာထားပါတော့ပေါင်တရာရှိတယ်ပေါင်တရာရှိရဆိုရင်ခမရတရက်ကိုပရိုတင်း100ဂရမ်စားရမယ်100ဂရမ်ဆိုတာကအသား100ဂရမ်ပြောရပါမယ်နော်ပရိုတင်း100ဂရမ်ဒီဟာကမျိုးစုံကမြင်အောင်ပြောရမယ်ဆိုရင်ကျုပ်16လုံးစာလောက်ရှိတယ်အသားတက်ကြီးပဲတွက်ရပါတော့ which is like များတယ်ပေါ့ဗျာအဲဒါပေမဲ့အသားတက်ကြီးလို့ပြောတာကဘာလို့လဲဆိုတော့ထမင်းတို့ဂျုံတို့ကာဘိုဟိုက်ဒရိတ်တွေမှာလည်းပရိုတင်းတော့ပါတယ်ဆိုတော့နည်းနည်းတော့ short လို့ရတယ်ဗျာ okay ထမင်းကြတော့ရောဘယ်လိုလုပ်အောင်လဲ ထမင်းကကြတော့ဘိုက်စာတဲ့အနေနဲ့စားဖို့လိုတယ်ထမင်းစီလုံးဝဖြတ်လိုက်လို့မရဘူးဂျင်ဖောက်ရဲ့လူတစ်ယောက်အတွက်ထမင်းစီ energy ပဲဆိုရင်ဆို energy နေဝလို့မရဘူးပြောချင်တာကထမင်းစားမှရမယ်ဘလောက်ထိစားရမလဲဘလောက်လောက်အသေးစိတ်တည်ကြည်ရင်တော့ဝမ်ဝမ် online coaching လုပ်ပါတယ် you can x နောက်တစ်ခုကတော့ recovery ပါ recovery ဆိုတော့နားချိန်ပေါ့နော်ကျွန်တော်တို့ကလေ့ကျင့်ခန်းလုပ်ပြီးသွားရင်ပြန်နားယူဖို့လိုတယ်အခုမှစဆော့ရဲလူတစ်ယောက်ဆိုရင် ပိုပြီးတော့မှအနားယူလို့လေဘာဖြစ်လို့လဲဆိုတော့အရန်အရန်ကိုပင်မနဲ့ကြိုက်တာတွေရရှိသေးတယ်ဆိုတော့ကျွန်တော်ကနားဘယ်လိုယူရလဲပေါ့နော် recovery ဘယ်လိုလုပ်ရလဲအဲရှင်းပါတယ်အကောင်းဆုံး recovery ကတော့အိတ်တာပဲဗျကျွန်တော်တို့ကနေခင်းဘက်မှာရောက် recovery မလုပ်လို့လားဆိုရင်မဟုတ်ဘူးလုပ်တယ်ဒါပေမဲ့အိတ်တဲ့အချိန်မှာ recovery ဒီအကောင်းဆုံးအမြန်ဆုံးအများဆုံးဖြစ်တယ်လို့ပြောလို့ရတယ်ကျွန်တော်ကဘယ်အချိန်မှာအိတ်ရအောင်လဲပေါ့ 10နာရီရနေပြီးတော့17နာရီဝင်းကျင်လောက်မှာအိတ်ဓာတ်ကြီးအကောင်းဆုံးလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အိတ်ဓာတ်နဲ့ recovery ဝင်နေပြီဗျာဆိုတော့ပြောချင်တာကစောစောအိတ်လေကျွန်တော်တို့ပို့ပြီးတော့ growth hormone ပို့ထွက်လေပို့ပြီးတော့ recovery ပုံမြင်လေးဖြစ်နေမယ်ဆိုတော့ gym ဆဆောက်ရင်စောစောအိပ်ပြီးပို့လို့ရတယ်ကျွန်တော်ကတော့မလုပ်တင်တာပေါ့ရမ်းမြတ်ဆဆောက်တော့မရှိပါဘူးတခုပဲရှိတယ်ဘာလဲဆိုတော့နားတဲ့ရက်တွေမှာကောင်းကောင်းမနားတာပဲ နားရရမှာထားပါတော့ကျတို့အဲအရင် physical မဖြစ်တဲ့ဟာလေးလုပ်တယ်ပေါ့ဗျာအလေးပေါ့ပေါ့လေးနဲ့အဲဂျင်းမှာပြန်သွားပြီးတော့လေးချင်းငယ်လေးသွားလုတာတော့ဒါမှမဟုတ်လှုပ်ရှားရှားလုတာရေးပေါ့ဗျာထားပါဘောလုံးကန်တာရေကူးတာဒါမျိုးတွေကမလုပ်သင့်တဲ့နေရာမှာပါတယ်အဲဘာဖြစ်လို့လဲဆိုတော့ကျတို့ကနားယူရယ်ဆိုတာ muscle တစ်ခုကိုအေးစေးနားပေးရတယ်ကျတို့ကလှုပ်တဲ့ဒီဘောလုံးကန်နဲ့အရင်ပြင်ပြင်မမတ်နေပြန်လှုပ်တဲ့အချိန်မှာ muscle ကပြန်သုံးရတယ်ပြန်သုံးရတဲ့အတွက် ပြန်ပြီးတော့ပင်ပန်းနဲ့ပိုပြန်ပြီးပင်ပန်းတဲ့အတွက် recovery နဲ့မှာ recovery မဖြစ်ဘဲနဲ့အားပိုကုန်သွားနိုင်တယ်။ဒီဟာကမကောင်းဘူး။အဲမဆပိုကြီးမယ်လို့ထင်ကြပါဘူး။ဆိုရလေရှိရသေးတယ်မလား။လေးပေါ်ပေါ်လေးနဲ့ဂျင်းမှာနားရမှာတော့ဆိုရင်ပိုကြီးနိုင်မလား။မကြီးပါဘူး။ပိုကြီးဖို့ဆိုရင်ဆော့ရရမှာအပီပြင်းဆော့နားရရမှာအပီပြင်းတာ။ဒါမှ optimal way ပါ။ Okay ။ဆိုတော့ဂျင်းခုမှဆက်စပ်မယ်လို့ဒီရောက်အတွက်လိုအပ်တဲ့ဟာတွေအားလုံးကိုကျွန်တော် ကာဗာပြီးပြီလို့ထင်တယ်ကြင်လက်ကြင်ခဲ့မှာပေါ့နော် but လောက်လို့ပဲ okay ဆိုတော့ကျွန်တော်ဗီဒီယိုအစကပြောထားတယ် walk off split လေးကြောင်းကြည့်အောင် upper lower လို့ခေါ်ပါတယ်အဲနာမည်တိုင်းပဲသူကအပေါ်တည်းအောက်တည်းပေါ့ဗျာ upper တည်း lower တည်းပေါ့အဲတော့နှစ်မျိုးသွားလို့ရတယ် upper lower rest upper lower rest rest ဒါမှမဟုတ် upper lower rest upper lower upper lower အဲ့လိုစတဲ့သွားလို့ရတယ်အဲဘာกว่าလဲပေါ့နှစ်ခုอ่ะ ဘာမှတော့မကွာဘူးပထမဦးဆုံးပြောသွားတဲ့ upper lower rest upper lower rest rest ဆိုတာကကြတော့အဲစနေတနင်္ဂနွေဂျင်ပိတ်တာတို့အဲအဲ့လိုမျိုးတွေပိုစင်ပြီးရဗျာဆိုတော့အခု screen မှာမြင်နေရတာကတော့ကျွန်တော်ရေးပြထားတဲ့ template ပေါ့နော် လေးချိန်ခန်းနဲ့အကြော့ရင်တွေကိုရေးပြထားတယ်အာအချိန်ရဒီမှာအရေးမပါဘူးဆိုပေမဲ့အချိန်20ထက်ကြော်ရင်တော့အလေးကိုတိုးတင်တယ်အဲ6ချိန်အောက်နည်းနေရဆိုရင်တော့အချိန်အလေးကိုပို့ပြီးတော့တိုးတင်တယ် ဲ့ဒါကဘာပြောချင်တာလဲဆိုတော့မျိုးလုံးမှမြောင်ချဥမာပေးမယ်ဟုတ်ပြီဆိုတော့ chessbrush ဆိုတဲ့လေ့ကျင့်ခန်းတစ်ခုကိုကျွန်တော်ဥမာကြည့်အောင်ပထမဦးဆုံးအနေနဲ့ Google မှာ chessbrush form ဆိုပြီးတော့ရှာမယ်ပြီးတော့ရင်ဒီကောင်လေးကိုမှတ်ထားပါတော့ဘယ်လိုနဲ့လုပ်မလဲဆိုတာမှတ်ထားမယ်ဟုတ်ပြီပြီးတော့ရင်နောက်တစ်ခုကဘာလဲနောက်တစ်ခုက okay ကိုယ့်ရဲ့ chessbrush ကဘာနဲ့လုပ်ပါလဲ dumbbell လား barbell လား barbell ဆိုရင်အလေးလေးကိုအဆင်ပြေရတက်မယ် plate ထည့်ရမယ်ဆိုရင်စက်မှာ plate ထည့်မယ်ဆိုရင်စက်ထဲကို plate လေးအဆင်ပြေလောက်ထည့်မယ်ဒီမှာအခုမှစဆော့တာဖြစ်တဲ့အတွက်အလေးကို ဟိုနိုင်မထင်တော့ပေါ့နော်တက်နိုင်စုံစုံနည်းနည်းလေးပေါ်ပြီးတော့ထဲစေခြင်းတယ်ပြီးတော့တော့စမ်းစောကြည့်ပေါ့စမ်းစောကြည့်ဆိုတာက failure ရအောင်စောကြည့်လုံးဝမရတော့တဲ့အခြေကြီးဆိုရမယ်ဟုတ်ပြီအဲ့လိုဆော့ရတဲ့အချိန်မှာကိုကအချိန်ဘယ်လောက်ရလဲ10ချိန်15ချိန်လောက်ဆိုရင်အစင်ပြေတယ်လို့ပြောလို့ရတယ်တိတ်အဲ short လည်းမလို့တိုးလည်းမလို့ပေါ့နော်ဒါပေမဲ့အချိန်20ကျော်25 30လောက်ထိကိုကဆက်သွားနိုင်သေးရဲ့ဆိုရင်တော့အဲ့လေကအရန်ပေါ်တယ်အလေးတိုးတယ်ဒါမှမဟုတ်ဆော့လိုက်တယ် တစ်ခေါက်နှစ်ခေါက်သုံးခေါက်လေးခေါက်ငါးခေါက်လောက်မှတင်အရင်ပြီးထွက်နေပြီဆိုရင်တော့ that's bad အလေးကိုနည်းနည်းလေးလျှော့ပါ okay ဗီဒီယိုတော့ဒီလောက်ပါပဲဒီဟာကိုရမယ်ဆိုရင်ဂျင်သွားဖို့အတွက်အဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အာနောက်ထပ်လည်းဒီလိုမျိုးဗီဒီယိုလုပ်ဖို့ရှိပါတယ်ဆိုတော့ like and subscribe to the channel